မင်္ဂလာပါရှင်ကျမတို့ရဲ့နှွေဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့နေဖပြမယ့်အစောင်းလေးကတော့ဆရာကြောင်မြန်တန်းရေးသားထားတဲ့ရုံလွယ်ထိနာဆိုတဲ့အစောင်းကလေးရဲ့ခန်းဆက်ပဲဖြစ်ပါရရှင်ပွဲတဲ့သူပစ္စည်းထဲသည့်ကိစ္စပြီးတော့မိမိတို့ပွဲရှိတွင်တန်းစီထိုင်ကြရသည် ပြေးတဲ့အခါငွေဖလားလေးထဲမှာအမွေးနသာများကိုတပြေကနှင့်တဦးစီဖြန်းပတ်ပေးသည် ထို့သောအမွေးနသာများနှင့်ပဖြန်းပေးနေစဉ်ပုပ်ကိုကြီးနှုံမှာအောင်စီရစီ ဖြစ်စီပိုင်စီနိုင်စီဟုတဦးချင်းအားကျူးရင်ပေးသည် ပေတော်မှာဖျားရှိခိုး၍တီလခံယူရသည် ထိုနောက်မိမိတို့စိတ်နေကြပရိစိန်ဤဖြင့်ပရိစိန်ရသည် ပရိမစိတ်ခင်ရှစ်ပါးသီလခံယူစောက်တည်ရန်ဦးမြင့်ကျော်ကတိုင်ပေသည် ကိုကိုမမတ်ထားပါအဘဘုံမင်းကောင်ကိုအာယုံပြုပြီး ပရိစိန်ပါပရိစိန်ပြီးရင်မိမိအလိုရှိရာကိုစူတောင်းပါသူတို့ပရိစိတ်နေစဉ်ဥမြင့်ထူးကဓာတ်ဆန်အမွေးနှသာ ဖြံပေးသည် ကိစ္စအားလုံးပြီးသွားသည့်အချိန်မှာမုံတိန်ပြီးမနှက်ဖန်မနဲ့ရှင်းနိုင်ဒီဒီအရောက်လာပြီးကို့အထုပ်ကိုယူကြရမည်။ဥမြင့်ထူကထိုတို့အမှားစကားဖြင့်သူတို့ဤလုံငယ်ပိုင်းဆိုင်ရာအနာတန်ဏီကုံချုပ်ပေးလိုက်သည်။သူတို့လူစုခြံနေကပြန်လဲထွက်ခွာလာခဲ့ကြသည် နောက်တနေ့မနေ့တွင် သူတို့၏ပစ္စည်းများကို သူတို့လက်ဝယ်ပြန်ယူ၍အယောင်းဝယ်ကိစ္စများကိုဆက်လုပ်ကြရတော်မူ။ဘိုးတော်အမိခံတွင်ဘာလုပ်တလဲ။ပွဲထိုးပြီးပရိစိတ်သည်။အိမ်မှာပွဲထိုးပြီးပရိစိတ်သည်။တချို့ကတတ်တတ်လို့စားသည်။ကိုးပါးဒီလာအောက်တည်သည်ဟု ပြောကြသည်။ တကိုးရီလုတ်သူထဲတပည့်တပန်းတွေနဲ့အုပ်စုဖွဲ့၍လုတ်ကြသည် တပည့်တပန်းများကဘိုးတော်များအတွက်ငွေကြေးနှင့်လက်ဆောင်ပစ္စည်းများပေးကြသည်ဘိုးတော်အမိခံသူတွေကဓာတ်ဆက်ဓာတ်ကူပေးသည်အင်းပေးသည် စေပေးသည်အစင်တတ်မှတ်ပေးသည်မည်သူအားမည်သည့်ပုဂ္ဂိုလ်ဆောင်းလျှောက်သည်ကိုဖော်ညွှန်းပေသည် အဟောအပြောလုပ်သည် ဖြစ်စေတည်းများလှုပ်ပေးသည်တို့တစေထိုပုဂ္ဂိုလ်များသည် တောရံမှီ၍မနေကြပါဖျားထိရိတ်ခို၍လည်းမနေကြပါကြောင်းရိတ်ခို၍လည်းမနေကြပါအိမ်အောင်သားမွေတမူရိယတနာဖြစ်ကြောင်းများနှင့်ရှုပ်ထွေးနေကြသူများ ဖြစ်ပါသည် ထိုသို့သောပုဂ္ဂိုလ်များထံသို့ထွက်ရပေါက်သူတော်စင်များကြွရောက်၍ဓာတ်ဆက်ဓာတ်ကူးပေးသည်ဟု အဆိုပြုကြသည် တချို့ကဆို ထိုထွက်ရပေါက်ပုဂ္ဂိုလ်ကြီးများနှင့်ကိုယ်တိုင်တွေ့ဆုံ၍စကားပြောရသည် အင်းပေးသွားသည်ဆေးပေးသွားသည်ဓာတ်လုံးပေးသွားသည် အဆောင်ပေးသွားသည်ဟုခက်ဒီဒီဖိန်၍နှုတ်ရရှာရပျော်ကြသည် ပြတာကြသည် ဟုတ်နိုင်၏မဟုတ်နိုင်၏ဖြစ်နိုင်၏မဖြစ်နိုင်၏ဆိုသည်ကိုမူမိမိတို့၏ကိုယ်ပိုင်တွေးခေါ်ကိုယ်ပိုင်ဉာဏ်ဖြင့်အမှန်ရှိကို အမှန်အတိဝိဇာဉာဏ်ဖြင့်ဆုံးဖြတ်ကြရမည်သာဖြစ်ပါသည်ဤနေရာတွင်ပရင်းနှင့်ပတ်သက်သောအကြောင်းအရာကို အလျင်းသိ၍ဖော်ပြပါမည် ပရီးနှင့်ပတ်သက်၍32ခုထာတာကိုရည်ညွှန်း၍32လုံးအရေးအတွက်ပရီးဗုဒ္ဓနှင့်တန်ခါဂုံကြီးကိုရည်စူး၍6လုံးအရေးအတွက်ပရီးဓမ္မဂုံကိုရည်စူး၍6လုံးအရေးအတွက်ပရီးဗုဒ္ဓမြတ်စွာ၏ဆက်လက္ခဏာတော်ကိုရည်စူး၍108လုံးအရေးအတွက်ရှိတော်ပရီး ထို့သောရှိတော်လဲအလုံးရေမြည်၍မြည်များပြုတ်လို့ရမည်ဟု၍မူသည်တမတ်ချံမရှိပေအများအဖြစ်မူဗုဒ္ဓအမျက်စွာဤဆက်လက္ခဏာတော်ကိုရည်စူးသည့်တရရှစ်လုံးပရိကိုအကင်အဆောင်များကြသည်ပရိပြုတ်လို့ရာတွင်ကြိုးတုံးမှစားခဲ့သည် ထိုမာနာတန်နာပရီပယင်ပရီပလဲပရီလူအယိုးပရီမိဘဘိုးဘွားတို့ဤအယိုးပြေပြုလုပ်သည့်ပရီယွန်းပရီအုံပရီတန်းပရီဟု၍မိမိတို့ကိုကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်ကြိုးပရီထိုးကြသည်ပရီစိတ်ချင်းမိကဲတို့စိတ်ကြသည်မိတို့အာယုံပြု၍စိတ်မီမိတို့ရွတ်ဆို၍စိတ်မီဆိုသည်ကိုလည်းတိထားသင်သည် ပရိစိတ်ချင်းတွင် အကြောင်းနှစ်ချက်ရှိသည်နှလုံးတွင်စင်ခြင်းပွားများမှုပရိစိတ်ချမှတ်မှု ထိုလုံငန်းနှစ်ရက်ကို တပြိုင်တည်းလိုရသည် ပရိစိတ်ရာတွင် အရေးကြီးသည်မှာထိထိမိမိအာယုံပြုဖို့ဖြစ်၏ပရိလုံးလေးများ ရွှေပြောင်းယုံတက်တက်ဖြင့်အကျိုးတူမရနိုင်အာယုံမိမှ အကျိုးတူရမည် အကျိုးတို့ကိုမိသူကမှမပေးနိုင်မိမိလှုပ်သည့်အပေါ်တွင်တည်မီ၍အကျိုးတို့ကိုရနိုင်လိမ့်မည်သာပါပရိစေချင်း၏အရိကရည်ရွယ်ချက်မှာကုသိုလ်ရာရေးကိုရည်စူး၍စိတ်ချင်းဖြစ်သည်လောလောဆယ်အကျိုးတရားမှုမှာအကုသိုလ်ကင်း၍စိတ်ချမ်းသာမည်ဘေးရန်တည်းရဲ့ကင်းမည် ထိထိမိမိတမာရီရအောင်စိတ်နိုင်သည့်အဆင့်ရောက်လျင်အေကံမုံချတိတ်ထိအမျိုးမျိုးရရှိခြင်းအကျိုးကိုခံစားရမည်တိတ်ထိအမျိုးမျိုးကိုတပားသူက ဝေမျှ၍မပေးနိုင်ကိုလုံးမှာကိုရမည်ကဲဘယ်သူကိုဆရာတင်ဖို့လိုအောင်မှာပါလဲ နှလုံးသွင်းစင်ခြင်းပွားများရာတွင်ဗုဒ္ဓဂုဏ်တော်ကိုနှလုံးသွင်း၏အာယုံပြုရမည်ဖြစ်၏ဗုဒ္ဓဂုဏ်တော်ထက်မြတ်သောအရာသည် မရှိအာရုံနှင့်ပြည့်စုံသောမြတ်စွာဘုရားသည် အနန္တတကူတော်သည်မညံဖုန်ညံတို့၏အာယုံတရားသည် အနန္တတကူတော်သည်အရိယာတန်ဃာတော်မြတ်များသည် အနန္တတကူတော်သည် ဘောရီပိယိခရာတရားတော်သည် အနန္တတကူတော်သည်ဤသို့အာယုံပြု၍စိတ်လျင်ပို၍အကျိုးထူးပါသည်ဒရယူကနီစိတ်ပရိစိတ်နီဟု၍လည်းရှိပါသည်ဒရရကနီကိုဘိုးတော်အမိခံများအားမေးကြည့်ပါ။အိုအိုအင်းအင်းရောင်းတောင်ပေါင်းတောင်ဖြစ်သွားပါလိမ့်မည်။ပရိစိတ်ချင်းနှမျို တာမန်ပတိစိတ်ချင်းအရိဌံပတိစိတ်ချင်းတာမန်ပတိစိတ်ချင်းနေရမရွေအချိန်မရွေစိတ်လိုရသည်အရိဌံပတိစိတ်ချင်းခွင်းချ၍အရိဒံပရိစိတ်မီဆိုလျင်သီးခြားလုပ်ငန်းတရံအဖြစ်တတ်မှတ်အချိန်ပေးရမည်။စနစ်တကျစိတ်ရမည်။အရိဒံပရိစိတ်ချင်းဤကျင်းဝေ၁၇ပါးနှင့်အညီလိုက်နာ၍လက်တွေ့ဆောင်ရွက်ရပါမည်။ တေစာလောင်မသိမှုကင်းအောင်စားတော့ဖွယ်ရာတခုခုစားထားရပါမည်နှင့်ကိုခန္ဓာနှင့်အဝင်းအဆောင်တန်ပြန်ရပါမည်ပရိစိမ့်မီနေရာထိုင်ခြင်းလည်းတန်ပြန်ရပါမည်၃မိမိနှင့်တင့်လျော်သောအချိန်ကိုသာ ပုံသေးရွေးချယ်ထားရမည်၄ နေရစနစ်တကျယူပြီးမှပရိစိတ်လုပ်ငန်းခွင်ကိုစရာပါမည်။ငါတရဏဂုံစောင့်တီးရပါမည်။၆အနန္တောနန္ဒငါးပါးကိုရည်စူး၍ကရောရပါမည်။၇။မေတ္တာပို့ရပါမည်။၈မေတ္တာပို့ပြီးနောက်ဖျားပင်ရပါမည်။ကိုဖျားရှင်အားမိမိခန္ဓာကိုယ်ကိုလှူလိုက်ရပါမည် တဆယ်ပရိစေယံကမ္မထံတောင်းရပါမည်စတေမိမိတက်နိုင်သလောက်ပရိလက်ရည်ကို အရိဌံပြူရပါမည်တိတိကြကြလိုက်နာရမည်ကျင်ဝေခေါ်နှပါတေတန်းပြန်သောအခင်းဝေကိုမိမိလုံးမိနေရာတက်တဲ့တွင်ခင်းပါနေပရိကိုထိုတန်းပြန်သောအခင်းပေါ်တွင် အလျားလိုက်တင်ထားပါ သုံးကိုကိုမဲ့၍တင်မင်ခွေသို့မဟုတ် ပစိဒူးတုတ်ထိုင်းမှာပရင်းစိတ်နေစဉ်အတွင်ခန္ဓာကိုယ်ကိုအရွှေအပြောင်းမလုံးဖြစ်အောင်တင့်တော်သလိုထိုင်းမှာအဝိပေါ်တွင် တင်ထားသည့်ပရင်းကိုယူ၍မျက်စီကို အလွန်အမင်းမဟုတ်သော ပြော့သွဲသောဤဖြင့်မှိတ်ထားပါလေပရင်းကိုလက်နှစ်ဖက်ကိုင်းစိတ်ပါ ငါယုံယုံကြည်ကြည်စိတ်ပါမိမိနှစ်သက်ရာပရိစိတ်ဤဖြစ်စိတ်ပါတမာရီရရန်စူးစားစိတ်ပါကုံတော်တထောင်ပရိစိန်ဤဂုံတော်ကွန်ချာပရိစိန်ဤအနုလုံပရိလုံပရိစိန်ဤတီဟကတိကပရိစိန်ဤမူလမူလီပရိစိန်ဤဝဇီရပါကာရပရိစိန်ဤရှင်အရဟံပရိစိန်ဤအခြားသောပရိစိန်ဤအသွဲသွဲ 6. ပရိစိတ်နေသောအချိန်ပိုင်းတွင် တစုံတရာသော အကျိုးတရားကိုမျှော်လင့်သည် လိုခြင်းစိတ်တတ်မှတ်စိတ်လုံးဝမထားရပါခုနှစ်မစီမဆိုင်ရာစိတ်ကူးစိတ်တမ်းများဝင်လာလျင်တတိအတိနှင့်မှတ်ချက်ဖယ်ရှားပြပါ ပရိစိတ်ပြီးနောက်ဆက်လက်လှုပ်ဆောင်ရမည်ကျင့်ဝင်နှစ်ပါတေး ပရိစိတ်ချင်းဖြစ်ရှိမှုကိုအတေအချာပြန်လဲသုံးတာပါ။တမာရီအားဘယ်၍ဘယ်များအားကောင်းသည်ပို၍အားကောင်းလာသလားအားပျော်သွားသလား။တည်ငြိမ်မှုတစ်ခုပဲလောက်တိုးတက်လာသလဲ။မစီမဆိုင်စိတ်ကူးစိတ်တန်းအနောက်ရှယ်နေသလားမြသလား။နမိတ်ပေါ်မှုရှိမရှိမြည်တော့သောနမိတ်မျိုးပေါ်သည်နီ။အကောင်လောအဆိုးလော။ နှင်းနိဗ္ဗာန်ကိုစူတောင်းပါထို့သောစနေတကြခွင်ကြား၍ပရိစိတ်လျင်မူရရှိလာမည်ပရိစိတ်ချင်း၏အကျိုးတာမန်ပရိစိတ်လျင်ကုသိုလ်ရမည်ကုသိုလ်ပွားများရာကိုရှိရှုသောကြောင့်ကုသိုလ်ရမည်ထိုရရင်ကဟန်တွင်အကုသိုလ်ကင်းမည်စိတ်နှလုံးချမှုအေးချမ်းမည် ပရိစိတ်ပေးလျင် လောကီရေးရာရည်မှန်းချက်များဧကံမုတ်ချအကျိုးပေးရမည်ကိစ္စတိုင်းမှာအကြောင်းနှင့်အကျိုးရှိစမ်းမြန်ပရိစိတ်ချင်းဟူသောအကြောင်းကြောင့်အကျိုးတရားရှိရမည်မှာလည်းအမှန်ပဲအကျိုးမရှိသောအကြောင်းမရှိနိုင်တကယ်သို့အကြောင်းမရှိဘဲလျက်လည်းအကျိုးမဖြစ်ထောနိုင်ပေ ကောင်းသောအကြောင်းပြုလို့မှထင်ဟန်လာမည်မှာကောင်းသောအကျိုးပေးမှုမှတပါအခြားမရှိမိမိတို့ဤအိမ်မှာပွဲထိုး၍၎င်းပွဲမထိုးပဲ၎င်းပရိစိန်နိုင်သည်ဖျားပထိုးစီဒီများတွင်ပရိစိန်နိုင်သည်ပန်ဝင်းကျင်တိတ်ဆိတ်၍လူသူကင်းဝေးရာတောရိပ်တွင်ပရိစိန်ခြင်းလဲအကောင်းဆုံးဖြစ်၏ မြည်သည့်နေရာတွင်ပရိစိတ်စိတ်အခြေခံဤစနစ်ကြားနာဖို့ကိုအရိကထားရမည်ဖြစ်၏ကာမိဆန္ဒစားသောနိဝရဏတရားကိုငြိမ်းအေးစေတတ်သောကြောင့်တမာရီတရားသည်တမထမည်တောယုံတိယုံတမာရီအားနှင့်တမကမပေါင်းမြောင်နိုင် တမထမပေါင်းမြောက်တဲ့ခက်ခဲနေနေ၍ပညာအဝန်းဝိုင်းကြီးမသည့်ဂန္ဓာယီဝိဇာပညာလန်းကိုလိုက်ရိုင်းမှာမိုးကိုဒူးနှင်တက်တရန်စိတ်ကူးမျိုးသာလျင်ဖြစ်ပါလိမ့်မည်ပါရမီရှိရမည်ကာမိစန္နာစာသောနိဝရဏတရားတို့ပဲ၌မွေလျော်ခြင်းကင်းလို့ရမည် အိမ်အောင်သားမွေးစီးပွားရေးစာသော လောကီကိစ္စရဲ့အထွေထွေနှင့်ပတ်သက်ဆက်ဆက်ခြင်းကင်ဝေးရမည်ထိုကဲ့သို့ကြင့်ကြံအားထုတ်မှု ရှိရမည်တမာရရှိမရှိကိုအိန္ဒြေ၅ပါးထိမ့်သိမ့်မှုကို ကြည်၍သိနိုင်သည်ပရိစိတ်ဖို့ဆရာတင်စရာမလိုပါ တမထားကျင့်စဉ်ကိုတဆင်လှမ်းတက်မီဆိုလျင်တော့ဤဘေးလန်းပြအရာနှင့်စောင်းရှောင်းမိတရားလိုအပ်သည်မြတ်ဗုဒ္ဓကိုတော်တိုင်ချီးမွမ်းတော်မူသည်မှာတမထားမဟုတ်ပါဝိပဿနာဘာဝနာသာဖြစ်ပါသည်ကုသိုလ်ကောင်းမှုဟူသည်များတို့တွင်ဝိပဿနာဘာဝနာကုသိုလ်သည်သာ အကောင်းဆုံးအမြတ်ဆုံးဖြစ်၏ ဗုဒ္ဓရှင်တော်မြတ်သည်ကုသိုလ်ကောင်းမှုလောက်သူပုဂ္ဂိုလ်အပေါင်းတို့တွင်ဝိပဿနာဘာဝနာပွားများသော ပုဂ္ဂိုလ်အားသာလျင်ချီးမွမ်းတော်မူဆုံးဖြစ်၏ဝိပဿနာဘာဝနာကိုပွားများအားထုတ်ရာတွင် မထေရမြတ်ဆရာတော်များ၏ဟောပြောနည်းပေးလမ်းပြမှုကို ခံယူရမည်ဖြစ်၏ပရိစေယရာတွင်မူဆရာမလိုပါ အထက်ဖော်ပြပါနီးစနစ်ကြောင်းမှုမှသာ လိုပါသည်ယနေ့ခေစားနေသည်တဏီတဲ့ကိုဖျားတို့တဏီတဲ့ခொနယ်ဌာနတို့ကိုချွေးတံတလုံးလုံးအမောတကောပြေးလွှားလှူရှား၍ပရိစိတ်တီနီးစနစ်ကိုတော့ဘဝင်မကြမီပါ ကိုယုံကြည်ရာ ကိုလှုပ်ကြသည်ကိုလည်းအပြစ်တင်သည့်သဘောမဆောင်ပဲနီးစနစ်မကြနာလျင်ပင်မှန်းခြင်းသာဖတ်တည်မီကို စာနာ၍တတိပေးရခြင်းပါအရိဒံပရိစိတ်ချင်းမဟုတ်ဘဲရိုးရိုးပရိစိတ်လျင်ဗြမဝိဟာရဗြမစိုးလေးပါးကိုရင်တွင်ပေါက်ထား၍စိတ်ပါမှပို၍အကျိုးတရားမှုရှိပါသည်မြစ်တာ ချစ်ချင်းဖြင့်တရဝါများအပေါ်ပွားများဆူဆိုင်ခြင်းကရုဏာတနာကျင်နာစိတ်ဖြင့်တရဝါတို့အပေါ်ပွားများဆူဆိုင်ခြင်းမူရိတာ သူတော်ဘာတို့ကြီးပွားချမ်းသာခြင်း၌ဝမ်းမြောက်သောစိတ်ဖြင့် သူတော်ဘာတို့အပေါ်တရဝါတို့အပေါ်ပွားများဆူဆိုင်ခြင်း ဥပိ္ပခာမုံညင်းချစ်ချင်းမထားသောစိတ်ဖြင့်တရဝါတို့အပေါ်ပွားများစူးဆိုင်ခြင်းဆက်ရမလိုပါဘိုးတော်အမိခံများသည်လည်းသူလိုကိုလိုထက်ပို၍မထူပါအကြာမြင်ဆိုသည်မှာလူတိုင်းတွင်ငွေရပါဟုမှတ်ယူပါ ကို့အကြောင်းကို ကို့ထံမြည်သူကမှပို၍မသိဆိုသည့်အရှိန်အဟုန်ကိုအတိအမှန်ဉာဏ်ဖြင့်ရှုမြင်သုံးတာပါ လုံးဆရာဟုသည်များကိုမိမိဘာသာ ပြုလုပ်ရပါမည်တကယ်လို့ရင်အဟုတ်ဖြစ်မိတာပါသည်လောဘနှင့်ဒေါသမှအတွဲပါ လောဘတက်မိကြသူတစုမှာတက်တခေါခေါလက်သေးတစုံစုံနှင့်ကြမ်းတမ်းသောစကားများကို ဆိုနေပြောနေကြရပြီတတိညာကိုဖဲခွာ၍အရှိအမှန်မဟုတ်သည်ကိုယုံစားမိသူတို့မှနောက်တနေ့မနေ့ချင်းဆိုသောအချိန်တည်းစော၍ဘိုးတော်ဘာဖျားဤတက်စခန်းသို့ရောက်သွားကြသည် မနေ့ကပြင်ဆင်ထားသည့်ဝဝဖီဖီရွှေငပြောပွဲများမှာခြေရာလက်ရာမပြည့်သူ့နေရာနှင့်သူရှိနေသည် ရှိမနေတော့သည်ကပုပ်ကိုအကျော်ဥမြင့်ထူးနှင့်သူတို့ဤအထုံများတော့ခတ်ထားသည် တကားတော့ပွင့်နေကြောင်းကို မနှံမိုးလင်းမှတွေ့ရသေးရသည် 390ကျော်တန်ဖိုးရှိသောပစ္စည်းများနှင့်အတူ ပုပ်ကိုကျော်ပုပ်ကိုကြီးမှာပျောက်ခြင်းမလားပျောက်သွားပါလိမ့်မည်28ဌာနပြီးလျင်လူလောကလောကီနယ်ဝင်ဝိုင်းနေသူအပြီးပြန်မလာတော့ဟုအဆိုပြုထားသောပုပ်ကိုကျော်ကြီးမှာ390ကျော်တန်ပစ္စည်းများကို ပိုက်လျက်25ဌာနမြောက်တွင်ဂန္ဓာယီလမ်းကြောင်းပေါ်သို့ရောက်ရှိသွားပါပြီ။ သူဤ25ဌာနမြောက်ဂန္ဓာဤလမ်းကြောင်းမှာနေဆက်ကိုကြောဖြတ်၍ထွက်ခွာမိဂန္ဓာဤလမ်းကြောင်းပေါ်သို့ရောက်သွားရင်တော့သူတို့အတွင်ဘယ်လိုမှမျောလင်းချက်မရှိတော့ဆယ်စုနှစ်တစုစာ ရှာဖွေထားသည့်ပစ္စည်းများကို တရက်ထဲနှင့်ရိုက်စားလုသွားပုံကဒန္နာဤလားပုံမြင်လားဟုပြောရမလို့သူတို့ဘာလို့ကြမလဲ။ တရားဥပဒေလမ်းကြောင်းဘက်သို့မျက်နှာမူရတော့မည်မှာတပါ အချားမရှိ သူတို့အထဲမှာတရားဥပဒေလမ်းကြောင်းဘက်သို့သူတို့အကြောင်းနှင့်သူတို့မျက်နှာမူရန် မဖြစ်နိုင်သူများလည်းပါသည် မျော်လင့်ချက်ဘက်သို့အားပြု၍မရစေကားမူလုံးစရာရှိသည်များကိုတော့လုံးရမည်သာဖြစ်၏ အကယ်၍များထိုပုဂ္ဂိုလ်ကြီး၏ဂန္ဓာယီလမ်းကြောင်းသည်နယ်မြေခြားနားသောဒေသသို့လမ်းကြောင်းမဖွင့်ပဲကို့နယ်မြေကို့ဒေသပေါ်တွင်သာလမ်းကြောင်းဖွင့်မည်ဆိုလျင်တော့မျော်လင့်ချက်ထားနိုင်ရသည်၏ရုံလွယ်ရင်အထိနာသည်တကယ်ဖြစ်ရဇလန်းတပုတ်ကို ဖြည့်ဆွယ်အစာများဖြင့်ရေဖွဲ့တင်ပြလိုက်ရပါသည် ကိုကကျူကို့ဒူးတော်မယုံနဲ့ ယုံလွဲရင်အထီနာသည်ဘိုးတော်ကိုတမျိုးပေါ်လျင်ဘော်တို့သူ့အားစည်းကံနေသူတပည့်တပန်းများအတွေ့ဘော်တို့ငွေတိုးပွားအောင်လှုပ်တည်တော့မဟုတ်ပါ သူတို့အတွေ့အော်တိုးအောင်သာဦးစားပေးလှုပ်ကြသည်ဒါကလည်းလူတဘာဝလူသည်ကိုကျိုးကိုအရင်ကြည်တတ်သည်ဘိုးတော်ဟူသည် လူတွေကလူပင်ဖြစ်၏ လူတွေကလူသည် လူသဘောတဘာဝအတိုင်းပင်လှုပ်ကြမည်သာဖြစ်၏ဖန်တီးနိုင်သည်မာစာနိုင်သည် အရာရာကိုဖြစ်စေသည်လှုပ်ပေးနိုင်စွမ်းရှိသည်ဟု၍လူလောကတွင်မရှိ သို့တစေယနေ့လူလောကတွင် ရှိနေကြသည်ကောင်းရဲ့ပြထိုးကိုးွယ်သည့်ဘိုးတော်ကဆယ်ကနန်းအလဲအလတ်တန်းစားကိုးွယ်သည့်ဘိုးတော်ကယာကနန်း ။တင်းတင်သောစီးပွားရေးလုပ်ကိုင်သူများကိုးကွယ်သည့်ဘိုးတော်ကထောင်ကန်နံလုပ်ငန်းကြီးစီးပွားရေးသမားများကကိုးကွယ်သည့်ဘိုးတော်ကတောင်ကန်နံတိန်ကန်နံနီလန်းပေါင်းစုံအကြောင်းမျိုးမျိုးပြ၍အလှခံကြသည်ဘိုးတော်စီသွားသူတွေကလည်းအလိုက်တည်ကြသည်နှုတ်ဖွင့်မတောင်းပေမဲ့ပွဲလဲသည့်အထဲပါပရစီဟု၍ပေးကြစမြဲ။ ိုးတော်စီသွားသွားနတ်ကတော်စီသွားသွားဘေးရင်ဆရာစီသွားသွားကို့စီကပေးရမီကပဋ္ဌာန်းမှာသူတို့ပြောသည့်အတိုင်းဖြစ်မဖြစ်ရမရဆိုသည်ကဒုတိယမြမလူမျိုးများဤဓလေးစရိုက်မှာယုံလျင်ပုံအပ်သည့်ဓလေးစရိုက်ရှည်သည်ငွေစားသည်ကအကြောင်းမဟုတ်လူစားသည်အကြောင်း တမီးကညာပါသွားလို့အရှယ်တကွဲအကျိုးနဲ့ဖြစ်ရသူတွေဇနီးမယားနဲ့မတင်ငါလို့ပြစ်ဒနာဖြစ်ပြီးအိမ်အောင်ရေးပြိုကွဲရသူတွေမရှင်းမရှင်းတရင်စကားတွေကြောင်းအရက်ထဲမှာမျက်နှာအပြာရခက်သည့်မိသားစုတွေဒူးနဲ့ဒီရှိပြီဘိုးတော်တွေအဖမ်းစီးကိစ္စပေါ်ပြီးနောက်ဘော်တို့အရာတွေအတော်လေးငုံရှိုးသွားကြသည် ယခုတပံပြန်လဲ၍ကောင်းထောင်လာသည်ဘိုးတော်အမိဟောင်းအစာအမိသည်ထဲ့ထွင်လာသည်တိဋ္ဌိရှင်မဟေတိရှင်စေပိုင်တိဋ္ဌိရှင်အောင်ပိုင်တိဋ္ဌိရှင်စကြပိုင်းတိဋ္ဌိရှင်တိဋ္ဌိရှင်မဟိဋ္ဌိရှင်ဟုအမည်နာမပြောင်းလဲတော်လဲလုံနီးလုံဟံရိုက်စားွက်တီထွင်ပုံများမှမူမပြောင်းလဲပါ ထိုးပြောင်းလဲတခုတည်းရှိပြန်သည်အရွယ်လူများခေမစာလူပြိုလန်းဆန်းတကြွသည်အရွယ်ပြိုများခေစားလာသည် ငေရမည်ရုပ်ဖြောင်းရမည်ယောဂီဝိဆုံနှင့်လိုက်ဖက်သည်ဖြူဖွေးသောအသားရည်ရှိရမည်အညီအညာကင်းသော ခြေလေးချောင်းတရဝါသားကိုမစားရေတရဝါဆိုမစားငချောင်းငချံအတီးအရွက်ကိုသာစားသည် အကြာမြင်ဝဟာရကို မနောအကြည်ဓာတ်ပွင့်သည်ဟူသောဝဟာရဖြင့်အစာထိုသည်မကြသေးမီကာလအတိအကျပြောရလျင်1996ခုနှစ်အလယ်ပိုင်းကကိုပိုင်တိုက်ခန်းကိုပိုင်ကမိသားစုဖူလုံပြည့်ရှံစေနိုင်သော အလယ်အလတ်စီးပွားရေးလုပ်ငန်းရှိသည် လူကြောဟုမဆိုတာပေမဲ့လူဖြောင်သောရုပ်ရည်ရှိသူဟုတော့ဆိုနိုင်သည် ညနေတိုင်းရွှေတဘုံဖျားတက်၍ပရိစိတ်သည်ပရိမစိတ်သည့်အချိန်တွာလာလှူရှားရာတွင်ဘောင်းမီနှင့်စပုရှက်ဝေလီရှိသည်ဖျားတဲ့ပတိစိတ်သည့်အခါတွင်မူအင်းကြီးလက်ရှိအဖြူအဖြူအကွက်စိတ်ပါသောလုံကြီးဝဲ့သည်ပန်ဝင်းကျင်အမြင်ကောင်းသည် အနေအထိုင်တည်သည်အိန္ဒြေတိတ်ခါရှိသည်ဧည့်သည်လိုတတ်မှန်အပြောအဆိုခံရသည် သူကလည်းသူ့ပရိသတ်နေသူတို့တစီလာသည်။ကိုတော့လက်မခံဤဒီမှာသူတို့ဤအထာလာသည်။လက်ခံလျင်အပေါ်စားဖြစ်မည်သူဤစီးပွားရေးလုပ်ငန်းအတွေ့တဏီတလန်အကျိုးပြုနိုင်မည်သူနှင့်အရာရှိကြီးစေဝင်သူ စီးပွားရေးလုပ်ငန်းရှင်စရင်ဝင်သူမျိုးကို လက်ခံသည် သူ့ကိုလူသိများအောင်စိတ်ဝင်စားအောင်အလူဒါနပြုပုံကလည်းတမျိုးတစ်ပါးသာဆိုရမည်။ဖျားကိုဖျားဤဘတ်စုံပြုပြင်ရေးအလူငွေအဖြစ်ဖျားတစုလျင်ငွေ9400ကျပ်စီလှူဒန်းသည်။ဖျားကကိုစုငွေ9400စီ9အပေါင်လေးကာကြီးကို စုစုပေါင်း9000၄00အပေါင်း၄ကလည်းကိုထိုလူရန်ပွဲအကျိုးဖြင့်သူဤတိုက်ခန်းတွင်ဓာစခန်းဖွဲ့ကျင်းပါသည် သူဤဓာစခန်းဖွင့်ပွဲသို့အမျိုးသား၁၈ယောက်အမျိုးသမီး၁၈ယောက်ဖိတ်ကြားခဲ့သည်တိအပေါင်းရှေညီမြချင်းကို၁၈မြောက်နှင့်ညီမြချင်း၃၆ ၃အပေါင်း၆ညီမြချင်းကိုအာလုံးကိုးကနန်းဖြင့်ကိုးနှဝင်းကြီးလောက်ရသည့်အကြောင်းကို သူကရှင်းပြသည် ကိုရဲ့အဋ္ဌံဝင်ရာတွင် မနောအကြည်ဒဏ်၌သုံးချိန်သုံးခါပေါ်လာသော အထက်ဆိုင်အရာများဤညွန်ကြားချက်များအရာဆိုသည်ဘဲသူဘဲဝါပုပ်ကိုဟူ၍တော့မယီညွန်း လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခဲဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။